်သူတို့ရှိလိမ့်ဆက်မလို့ပါဘူးခင်ဗျ။ဟောငင်းရက်ကွက်ပါ။ဟောဖြစ်ကြည့်ဆိုရပြီ။ဟော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 ။လိမ့်ဆက်မလို့ပါဘူး။ဒီလိုပါပဲဟိုချော်ကြတဲ့လူအတွက်မခက်ခဲပေမဲ့အဲလိုက်လာတဲ့လူကြတော့လိမ့်ဆက်ရှာတော့မော်ဒန်လူ။ဗျာအဲ့ဒီမှာမြန်မြန်လေးနှိစက်ချင်တာပါ။စားလိုက်တော့တပြီတော့ဘေးလို့ပြီတပြီတော့ဘယ်လိုလုပ်တာလား။အင်းသုံးယောက်မှတ်တာလို့။အင်းဟောဖြစ်ဗျာဆရာသမီးကကြောက်တယ်။ကစားချင်နေတာနတ်မှာနတ်ကတော့ထိကြည့်လို့ရှိတယ်။နတ်ကတော့နမမှာအရင်မှာ ်ဗျာဆရာအတိဒီဘောခိကြီးသူကိုကိုစာနဲ့ရောက်တုံးကြောင်းတဲ့ဒိဋ္ဌာအဲ့ဒါပဲလို့တောက်တာလေဒီအဲ့ဒီဗျာဆရာတော့ထည့်လို့ထည့်ကြီးရမတော့ဘူးသူအခုလို့တွေ့ဆုံတာတနားကြီးကျော်တော့ကြာသွားပြီဦးစင်းမမေးပဲနဲ့ပြောတင်တာလေးရှိရဒီနေ့ဘောခိကြီးစလင်းရဲ့ဓမ္မမုံနှခမလေးရဲ့ပြည့်သက်တည်နာလိုပဲခွေးမလေးရဲ့ပြည့်သက်တည်ရဲ့ရင်ထဲကို တဲ့ရောက်စီမဲ့စကားလေးတွေပြောမယ်ဆိုရင်ဗာပြောမယ်။อืมတပီတော့ပြောပြီးသွားပါဘူးကွာ။ပြောပြီးသွားပါဘူး။အဲ့ဒီမှာပြောအဲပြောပြီးသွားတယ်။အဲ့ဒါပါ။ဒီနေ့လူပညာရှင်ဆိုတာပြီးကွာရေးတဲ့စာရေးတဲ့နောက်လက်နောက်လက်ကလေးတွေတက်လူကြီးတွေကိုလည်းဘလို့မြန်ရှေ့ရဘိုးဘေးကြီးလူသဘောထားပြီးတော့ သင်ပေးတော့သင်ပေးပါလေခင်ဗျာဟုတ်အဲ့ဒါလေးတော့ဒီပြောတော့ခက်ကဆရာသူကြောက်ပါလေခင်ဗျာသင်တဲ့သူလို့ရှိရင်သူကြီးကိုမွားကဟုတ်တယ်သူသိနေရင်ဒီပြတော့ဆရာသမားတွေဆိုလူလူမကြို့ခြေထောက်နဲ့ကောင်းလို့တိုက်ကြတော့ပြီးတော့ကောင်းပေါ်မှာဆရာမောင်သိတာတော့ဘောင်ရောင်လို့သူသိနေတယ်ရှင်မောင်ကြီးအဲ့လိုကြောက်လားခင်ဗျာအဲဒီလိုပေါ့ရောက်ရှိပြီသူတို့သိနေရှင်ဆိုတာအနာကြရတယ်ဒီလိုလောက်ရှိပြီဗျာဒါတော့ကကုကလူပဲကြတော့အဲ့လိုလည်းမဟုတ်တော့ဘူးခင်ဗျာအဲ့ဒါကြောင့် င်ရတော့ဘူးရေစာတပည့်ရှာဆရာပြမှန်နေပြီးတော့ပြီးတော့ဒီပြညာဝင်လာပြီလို့ရှိရင်အဲ့လိုပြောရတယ်ပေါ့ဗျာဒီဒီဒီပြည့်ပြညာအမွေလာပြီလို့ရှိရင်တော်တော်ရက်ခါတော့ပြီးတော့ဒီဒီဒီချင်လို့လားဆိုရင်သူစက စလင်းနဲ့အမေးဖြေလေးတွေအနိုင်ကျော်လုံးလုပ်ပြီးတဲ့အခါမှာဥစဉ်ဟာမကွေးသားဖြစ်တယ်ဘုဇဏောမြမဟိုပေါင်းဘုန်းကြီးလောကမှာတော့အဲ့လိုပေါ့တော်တော်များများဒီဘာသာသာနာအတွက်အလုပ်ရှုပ်တယ်လုပ်ပြီးတဲ့ဒါပေမဲ့ဥစဉ်အသက်35မှာရမ်းဖြစ်တာအသက်လည်း45မှာရမ်းဖြစ်သွားတယ်35အထိဥစဉ်ကတရားသဘောမသိဘူး39ကတော့တော့ပဲခုတော့ဥစဉ်ကဘဝအတွက်နောက်ဆုံးအခြေအနေကိုပြသနေပါတယ်တရားနဲ့ပဲနေမယ်ဒါပြည့်နောက်ဥစဉ်အိန္ဒိယကိုဒီလကွင်သွားဖို့ရှိ လိုပဲကမ္ဘာနိုင်ငံတော်တော်များများစုံသွားပါပြီ။ဘာသာတာနာအတွက်အလုပ်တွေလည်းလုပ်သာနာယူခီးလည်းသွားပါပြီ။ပြောချင်တာကတော့ဥစဉ်တို့ရဲ့ဘဝမှာနောက်ဆုံးဘဝရဲ့အခန်းတော်ရှိပါတယ်။ဥစဉ်တော့ဘာသာတာနာတွေရန်လို့ပြောလို့ခိုင်းနေတယ်ဟောနောက်ဆုံးအချိန်ဒီမှာတရားတော်ကြီးကျောင်းပိုင်းမရှိဘူး။ဒီကပါတဲ့ဒီပြီးတော့ဘယ်လိုဘာသာရေးလုပ်လဲ။တရားထုတ်တယ်၊တရားနာပါလေ။ဘယ်နည်းတွေကိုအထုတ်ဘယ်နည်းတွေ။ဘုဟုဆရာတော်ဖျားရင်ကြီးပါဗျာ။ တတိဘုရားလည်းလို့ဘိုးဘုရားတော့ကြားကြီးတရားတွေဆိုပြီးအဲ့လိုဆိုရင်ဘာသာတရားနဲ့ဝိသက်နေတဲ့တရားအိယာဘာသာတရားအိယာကပြားတွေနေပါလေဆောင်းပါလေဒီရဲ့ရှင်ရမအသာပြီးတော့ဟောလက်တွန့်တယ်ဗျာဟောဆိုမြတ်စွာဘုရားရဲ့တရားတွေကိုတေးဖြစ်ပူဇော်မှာကိုတပည့်တော်တော်ဟောပေါ့သုံးရနာပေါ့ဗျာဟောပေါ့ဗျာပြီးတော့ ပြတ်သက်တယ်မှာနေသက်ဒုက္ခအနတ္တဆိုတဲ့စကားတော့မှာဒီပြတ်သက်တယ်မှာချက်လို့တို့စဉ်းစားပါလေဒါကတော့ဒီတရားတွေမြန်မာနာတဲ့အခါကျပြတ်သက်ကြီးရခက်လာတယ်။အော်တရားတွေမြန်မာနာတဲ့အခါကျတော့ပြတ်သက်ကြီးရခက်လာတယ်။တရားကကိရိတာကိုဖြုတ်တာ။ဒီလိုကကိရိတာဆွာကိုကိုလည်းမဟုတ်ဘူးလို့တရားဆရာတော်ကြီးတွေကပြတ်သက်ချင်းပြောပိဿကပိဿကိုကြီးအောင်ဝေါ်အောင်အပြောအောင်အဟုတ် ရတရားမြတ်မှနာပြီးတဲ့ခါကျပြဿနာကြီးကိုခက်ခက်လို့စာမှန်းမသိဘူးလို့စာမှန်းမသိဘူးဒါဘွားဘွားပေါ့ဗျာကိလေသာဆွတဲ့လုံငန်းကိုဖြစ်နာမည်တော့အမှုပညာပေါ့ဒါဘုကုမူလနဲ့ဖျားလင်္ကာတော့ရရပါလေဗျာဘုရားမှာကောင်းပါဘူးမခံစားပါဘူးပြောတယ်မဟုတ်ပါဘူးဗျာဟိုဟိုပုဂ္ဂိုလ်ရောပါသိမ့်တယ်ရောပါဟုတ်ပါတယ်ပြည်တဲ့ဘောမှာဒီသိမ့်တယ် ရားတွေနားတဲ့ခါကျစာကြီးရခက်တယ်ဘောဘောဘောတက်ကတွန့်လာဒါမျိုးဝါစာရတော့ကြီးရတယ်အခုဆိုရင်ဦးစင်းရဲ့ဒကာကြီးနဲ့ပြောတာလေးလဲတော်လေးလဲပြည့်စုံပြီပေါ့ဦးစင်းမကဟိုမမေးနိုင်လို့မမေးတတ်လို့မမေးရတာပေါ့ရှိနိုင်တယ်အဲဒကာကြီးနဲ့မဖြစ်ပြောချင်တာလေသူရ အဲ့ဒါကဟိုဒီချေးကြီးဆိုဖြစ်ခဲ့တယ်ပေါ့ဗျာအဲ့ဒါတပည့်တော်ရဲ့ဒီတော့တော်တယ်ပေါ့ဗျာဆိုင်ပါတပည့်တော်တော်တာပေါ့တပည့်တော်နာမည်ကြီးတာပေါ့တပည့်တော်ဆရာကြီးပြီးတယ်နာမည်ပေါ့ဗျာဒါဆရာကြီးရောက်ပြီးတော့ချေးကြီးဖြစ်ခဲ့တယ်ပေါ့တပည့်တော်ညံ့မယ်တပည့်တော်အမှုပညာကြီးအသုံးမကျအောင်ဆိုရင်ဆရာကြီးနဲ့မဆိုင်ဘူးတပည့်တော်ညံ့ခင်းမှုကအဲ့ဒါအခုလိုဂိုင်းလဲ ရတဲ့60 60ကျော်60ကျော်ပွာထဲမှာအဲဒီကအင်းဒီနဲ့ EP တွေ့ပါလေသူကရန်တပါလို့ဖြစ်ပြီးတယ်ကဲကိုခံစားပြီးပြီးတဲ့ကောင်သူကအမေဖြစ်နေပတ်တယ်လို့ဒါကြီးမပါသိနေတယ်ဖြစ်ရမှာလေဦးစင်တောင်းဝန်ဖြစ်တယ်လို့အဲခုနလို့ပေါ့ဒါကြီးဖြေဘူးတဲ့အဲမှာဦးစင်လို့မေးတဲ့မေးပေါက်မေးပုံလို့ဒါကြီးပဲမေးတော့မေးကြတော့ခင်ဗျာဒါပဲနဲ့ပြင်ပြဟာတယ်လို့ပါအဲ့ပေါ့ပေါ့အဲ့တုံးရတူရ အန်တမျိုးဆိုတာကျွန်တော်လက်ကြိုက်ပါပြ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 ီးတော့မထင်တာတွေလည်းမီးတယ်မထင်တာတွေလည်းမီးတယ်ထင်တာတွေလည်းပိုးပြီးတော့ပြောကြအောင်လုပ်ပြီးမလေးရဖာကသုံးယူပါလေပြမတ်ကြီးတက်တက်သုံးသုံးပဲတွေ့တာကံကံမင်းဘယ်လိုမျိုးလုပ်တာရတခါမင်းဘယ်လိုမျိုးဆိုတွေ့ပြောင်းပြီးသွားတာလဲအဲ့ဒီဘက်ကဘောသာဘောဝက်ရှိနေတယ် သုံးနှစ်ရက်လောက်ဆက်ပြရမယ်။ဒီမှာတို့ရောဟိုတာပေါ့မီဒီယာနဲ့ဥပ္ပင်းနေနေကတော့ပညာအနေနဲ့ပါတမတမတကယ်လဲဟိုတာအဲမကွေးညွညွဆရာကြီးရဲ့ကွေးမွန်မောင်ဆရာဆရာကြီးတို့နှစ်ခုရဲ့အကြောင်းပြုပြီးတော့ဥပ္ပညာတိကျဆက်လက်သွားတွေ့ကြလိုက်တာဒါပေမဲ့အဲ့လိုအခမ်းမလေးတွေခွေးယူမလေးတွေပဲ့ကန်ရှင်းလို့လည်းမသိသလိုဒါရီ ဖော်ထုတ်ခဲ့သူရေးသားခဲ့သူလည်းမသိပါဘူး။ဒါပေမဲ့အမှုပညာထိကြီးစနေဟာဥစဉ်တော်ကကွန်ဆက်ရှိကရေးတော့ကအခုနောက်တော့ကောင်းတူလာတွေကရေးပြမဲ့ခင်းနေရ။ဟောပြတာ။ဟောကြတာ။စာစာတွေပြရပြီ။အဲ့ဒီမှာတွေ့ခဲ့စဉ်တော်တိုင်းရင်းနှီးတဲ့ဟိုရင်းနှီးနေတဲ့စာပေမိတ်ဆွေကိုစိတ်နဲ့တွေ့ချင်တာ။ဒါပေမဲ့တကယ်တော့တာကြီးအောင်မြင်သွားတယ်။ရုပ်ရှင်ဂီတအမှုပညာကိုမသိဘဲနဲ့ ခပြာလင်္ကာနဲ့ပတ်သက်လို့ပဲရင်းမိလာပါခဏခဏနုမြာရဲ့ဒေကြီးဖလင်းနုမြာဒေကြီးပါအဲ့ဒါကိုဒေကြီးဖလင်းရဲ့အောက်တွေးလိုက်တာဘုံနာမိတ်ဆွေတယောက်ကိုပြည့်လို့ပဲခံစားခဲ့ရခုစဉ်ခုစဉ်လဲရန်ဝါ20မိသားရှိတယ်ဆိုတော့ဘုလိုတွေ့ပြီးတော့အားရပါရမိခွင့်ရတယ်ကျေးဇူးတင်ပါတယ်ဒါကြောင့်ဓာကြီးရဲ့နောက်ဆုံးပေါ့ဒီလောကအမြင်နေနဲ့သုံးသပ်ပြမယ်ဆိုရင်ဓာကြီးရဲ့ဒီနေ့ရက်တိမဟုတ်ဘူးသုံးသပ်ပြ မပြီးဒါဆိုရင်ဥစ္စာနှခမ်းတတ်လိုက်အောင်နော်နုပညာထေကြီးစလင်းရဲ့လို့စလင်းထေကြီးထေကြီးစလင်းမြမျိုးတော်ဘွားရထတန်းကတက်တော့ဖောက်တဲ့ကျော်နေတယ်တက်လက်ပိုင်းမကတက်ကြီးပိုင်းကိုရောက်လာတဲ့အခါနုပညာနဲ့လုံးလာကျင်းနေရစကားကြီးအားလုံးကြားသူပါလိမ့်မယ်ဘရောကွင်ဆရာတော်ဟာမြို့ပါတာနာအတွက်ကိုမြတ်ကိုကိုရကိုဒေတာမှာရှိတဲ့ပုံကိုယ်တွေကိုဒီလိုတွေ့လိုက်ရရင်ဆွေးနွေးပြရတဲ့အခါမှာ ကိုမထင်တဲ့အောင်မြင်မှုတွေနဲ့တာမန်နဲ့ကြီးကျယ်ပြည့်မြတ်တဲ့ဇလန်းတွေခတ်ထုတ်ပွားတွေဖန်တီးခဲ့တဲ့လူပညာရှင်ဖြစ်နေတဲ့အခါအလုံးဝမ်းသာဖြစ်တယ်။ဦးစင်းရဲ့တိပြမှုဟာဆရာဖေးစရာခမရစရာလူပညာထေကြီးဇလန်းအဲဇလန်းမောင်ထေကြီးရဲ့တင်ပြမှုတွေနဲ့ဦးစင်းရဲ့ရှင်နမင်းမြတ်မှုတွေဟာဒါရကမိုက်ပတ်တော့ ပညာဝဉာဏ်တို့လူပညာဝတမောတာမြန်မာမှုဉာဏ်တို့မြန်မာနိုင်ငံကိုလေးစားမြန်မာနိုင်ငံသားတယောက်တည်းနဲ့တာဝန်တစ်ခုအနေနဲ့ဖန်ဆောင်လိုက်ပါရဲ့လို့ပြောကြရင်နှုတ်ဆက်လိုက်ပါရဲ့အလုံးချမ်းမြေ၊နိဗ္ဗာန်တွေကအင်းမြချမ်းသာရှိပါပြီ။